YouTube Facebook TikTok တို့မှာဗီဒီယိုတွေတင်ပြီးငွေရှာတာဝီနီးနဲ့ညီပါတလားသူများဗီဒီယိုတွေကိုယူသုံးတာခိုးတာဖြစ်တယ်ဆိုပြီးအမျိုးသမီးတယောက်ကဆရာတော်ကိုစောင်းမြောင်းပြောဆိုတိုက်ခိုက်နေပါတယ်အဘိဓမ္မာကဖះဟောမဟုတ်ဘူးဆိုတာဟုတ်ပါသလားဖះတဲ့ ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေဤကထာဝတ္ထုကျမ်းကိုအဘိဓမ္မာခွနဲ့ကျမ်း၌ပင်စမမြောက်ကျမ်းစာအဖြစ်ထည့်သွင်းတာကြောင့်ပထမသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာမပါဘဲနဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေလက်ထက်တတိယသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာပေါ်ပေါက်လာသည့်အတွက်အဘိဓမ္မာသည်ဖျားဟောမဟုတ်ဘူးလို့တချို့ကပြောဆိုနေကြပါတယ်တကယ်တော့အဘိဓမ္မာသည်ဖျားဟောပါနော် ဒါကြောင့်အဘိဓမ္မာကိုဖျားဟောလို့ပြောရတာလဲဆိုရင်သတ္တသင်္ကာယနာတင်စင်ကာလမှာမဟာသီဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပြိနိဗ္ဗာန်စံပြီးတဲ့နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည်ဝိနည်းနဲ့တုတ်တံကိုသင်္ကာယနာတင်ပြီးသည်အခြားမဲ၌ဤသည့်အကြောင်းအရာကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ငါအရှင်လို့မြင့်ကွန်းဆရာတော်ဘုရားကြီးကိုမေးပါတယ်အဲ့ဒီခါမှာမြင့်ကွန်းဆရာတော်ဘုရားကြီးက မြတ်စွာဘုရားပြိဋိဘံဆံပြီးသည့်နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည်ဝိနည်းနှင့်တုတ်တံကိုသင်္ကာယနာတင်ပြီးသည့်အခြားမဲ၌အဘိဓမ္မာပိဋကတ်ကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ဘုရားလို့ဖြစ်ကြတော်မူပါれအဘိဓမ္မာသည်ဘုရားဟောမဟုတ်လို့ပထမသင်္ကာယနာတင်စဉ်ကာလမှာတည်းကအဘိဓမ္မာမပါခဲ့ဘူးဆိုရင်အခုသတ္ထသင်္ကာယနာတင်စဉ်ကာလမှာမဟာစီဆရာတော်ဘုရားကြီးကထည့်မေးမှမဟုတ်ပါဘူး မင်းကွန်းဆရာတော်ဘုရားကြီးကလည်းဖြေမှာမဟုတ်ပါဘူး။ဒါကြောင့်အဘိဓမ္မာသည်ဘုရားဟောပါ။ဦးဇင်းပြောတဲ့အထောက်အထားကိုလိုချင်တယ်ဆိုရင် YouTube နဲ့ Facebook တို့မှာသတ္တသင်္ကာယနာတို့ရေးပြီးတော့ရှာပြီးနားထောင်ကြည့်လိုက်ပါ။သိပါလိမ့်မယ်နော်။ YouTube Facebook Twitter တို့မှာဗီဒီယိုတွေတင်ပြီးငွေရှာတာဝီနီးနဲ့ညီပါတလား။သူများဗီဒီယိုတွေကိုယူသုံးတာခိုးတာဖြစ်တယ်ဆိုပြီးအမျိုးသမီးတယောက်ကဆရာတော်ကိုစောင်းမြောင်းပြောဆိုတိုက်ခိုက်နေပါတယ်။ ဆရာတော်ကတော့သူပြောနေတာကိုသိမှမဟုတ်ပါဘူးတဲ့ကိုကိုဘသူတိုက်ခိုက်နေတယ်ဆိုတာလိုက်မကြည့်နေတဲ့အတွက်ကြောင့်တိုက်ခိုက်နေမှန်းလည်းမသိပါဘူးเนาะသို့တော်လည်းပဲဒီမှာတော့ဖြည့်ပေးလိုက်ပါမယ်ဥစဉ်ကယူကျုမတုံးဘူးเนาะတချို့ကဥစဉ်ရဲ့ဗီဒီယိုတွေယူကျုမှာတက်နေတယ်လို့ပြောပါတယ်ဆရာကဒကာဒကာမတွေယူပြီးတင်တာပါဥစဉ်တင်တာမဟုတ်ဘူးเนาะဒါကြောင့်ဥစဉ်ကယူကျုမှာငွေမရှာဘူးနောက်အခုအသုံးပြုနေတဲ့ TikTok account ဒီတစ်တော့အကောက်ကလည်းပဲဂျပန်အကောက်မဟုတ်ဘူးမြန်မာအကောက်ဖြစ်တယ်အဲ့ဒီလိုမြန်မာအကောက်ဖြစ်တဲ့အတွက်ကြောင့်တစ်တော့မှာဘာငွေမှမဝင်ဘူးဒါကြောင့်ဦးစင်းကတစ်တော့မှာငွေမရှာဘူးเนาะနောက် Facebook အကောက်တစ်တော့မှာတင်တဲ့ဗီဒီယိုတွေကိုအဲ့ဒီ Facebook မှာတွတ်တင်တာပဲရှိတယ်အဲ့ဒီ Facebook အကောက်ကလည်းပဲဘာငွေမှမဝင်ဘူးเนาะဒါကြောင့်ဦးစင်းက Facebook အကောက်မှာလည်းပဲငွေမရှာဘူးပြီးတော့ငွေရှာတဲ့အလုပ်ကရဟန်းရဲ့အလုပ်မဟုတ်တာကြောင့်ငွေရှာတဲ့အလုပ်ကိုဦးစင်းမလုပ်ဘူ နော်ဒကာဒကာမတွေသူတို့တရားတရားနဲ့တက်နိုင်တဲ့မြပံပိုးရှူတန်းတာကိုပဲဥစဉ်လက်ခံတယ်သူများဗီဒီယိုတွေယူသုံးတာခိုးတာဖြစ်တယ်တဲ့ဝိနည်းပိရကပါရာဇိကံပါဠိတော်မှာခိုးလို့တော့စိတ်အဆုဖြင့်ခိုးမှခိုးရမြောက်ကြောင်းမြတ်စွာဘုရားဟောကြားထားတယ်နော်အွန်လိုင်းသုံးနေကြတဲ့လူတွေယဟန်တွေအားလုံးကအွန်လိုင်းပေါ်မှာရှိတဲ့ဗီဒီယိုတွေကိုခိုးလို့တော့စိတ်ဖြင့်ယူသုံးကြတာမဟုတ်ဘူးတာမန်စိတ်နဲ့ ို့ဗီဒီယိုသူယူသုံးသူ့ဗီဒီယိုကိုယူသုံးဆိုတဲ့သဘောမျိုးနဲ့တုံးနေကြတာနော်ဦးစင်းရဲ့ဗီဒီယိုတွေကိုလည်းပဲခွင်တောင်းပြီးယူသုံးကြတာရှိသလိုခွင်မတောင်းဘဲနဲ့ယူသုံးကြတာတွေလည်းရှိတယ်ယူသုံးတိုင်းသာခိုးတာဖြစ်တယ်ဆိုရင်အွန်လိုင်းတုံးနေကြတဲ့လူအယောက်100လောက်မှာ95ယောက်လောက်ကဖုန်းကြီးတွေရောလူတွေရောတခိုးတွေဖြစ်ကုန်မှာပေါ့နည်းနည်းပါးပါးစဉ်းစားကြည့်ပါနော်တိုက်ခိုက်နေတဲ့လူတွေကိုတော့မတိုက်ခိုက်ပါနဲ့လို့တွားပြောလို့မရဘူး သို့တော့တခုတော့ပြောခြင်းပါတယ်တိုက်ခိုက်တော့မယ်ဆိုရင်ဒီအကြောင်းအရာတွေကိုအရင်ဆုံးသိအောင်လုပ်ပါတိပီဆိုတော့မှတိုက်ခိုက်ပါလို့ပြောခြင်းပါတယ်နော်